မင်္ဂလာပါမစ္စမအဒီတိုရီယယ်တော့ဆီစဉ်ကနေပြန်လည်ကြိုဆိုပါရစ်ဒီကနေ့ဧပြီ28ရက်နေ့ကဒီပြီးခဲ့တဲ့မတ်လ28ရက်နေ့တုန်းကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးအဲတလပြည့်တဲ့နေ့လည်းဖြစ်ပါတယ်အဲဒီငလျင်တန်ထဲမှာဒီစစ်ဘုတ်ချုပ်ကြီးတွေတဲခဲ့တဲ့နေပြီးတော့လည်းအပြင်းထန်ထိခိုက်ခဲ့တာရှိပါတယ်ဆိုတော့ဒီတစ်ပတ်အဲဒီငလျင်ကြောင်နေပြီးတော့ဘယ်လောက်ထိရိုင်းနေသွားလဲဆိုတာကိုဆွေးနွေးသွားဖို့ရွေးချယ်ထားပါတယ်အဲဆိုတော့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ ဆိုတော့ပထမဆုံးအနေနဲ့ပေါ့နော်ဒီနေပြည်တော်ကိုဘယ်သူတွေကဘယ်လိုမျိုးတိစောက်ခဲ့ကြသလဲဆိုတာကို အရင်ဆုံးပြောပြပေးပါအောင်ရှင်။တိရိ၅မျိုးနဲ့ဖြစ်တဲ့ဒက္ခိဏတိရိစဘူတိရိပုပ္ပတိရိဩတရာတိရိနဲ့ဇေယာတိရိတို့အပါဝင်ပြိမနာလေဝေးတက်ကုန်းတို့ပါတဲ့နေပြည်တော်ကိုအရင်စစ်အနာရှင်ဘုဇုံမူကြီးတန်ရွှေကတိစောက်ခဲ့တာဖြစ်ပါတယ်။တဲဥစံပိုင်း မာဘရင်ခစ်တိစဉ်းစားတယ်လို့ပါပဲဗမာဘရင်เนี่ยသူတို့အချင်းကြီးကောင်းပြီဆိုရင်ဘုရားတဲတယ်မြို့တဲတယ်အဲ့ဒါပြီးတော့အဲ့ဒါနဲ့သူတို့ဖုံးတကိုးကြီးတယ်ဆိုတာကိုပြဦးတန်းရွှေကမြို့တော်တည်တာကိုလျှို့လျှို့ဝက်ဝက်ကိုလောက်ခဲ့အဲ့ဒီခစ်ကာလကမြို့တစ်တည်းကလည်းရန်ကုန်ပါဝင်တခြားနေရာတွေမှာတဲနေတာဆိုတော့ဒီနေရာကိုစောက်လို့ရေလောက်တယ်ဆိုပေမဲ့မြို့တော်တစ်တတ်မှတ်တယ်လို့ပြည်သူလူထုကမသိကြဘူး ရန်ကုန်အဲ့ဒီမတိုင်ခင်ရန်ကုန်ကလူရေပို့ပြီးတော့တိတ်တီးလာတာပုံများလာတာကြောင့်တိုးချဲ့တဲ့စီမံကိန်းလုံနေခဲ့တာရန်ကုန်တိုးချဲ့ရေးစီမံကိန်းကိုကြတော့ထောက်လိုင်းညွန့်ကျုပ်ဘိုးချုပ်ကြီးခင်ညိုကနေပြီးတော့ကင်တွယ်ခဲ့ဘိုးချုပ်မူကြီးတန်းရွှေကိုတိုင်ဦးစီးတဲ့နေပြီးတော့ကို2000နှစ်လောက်မှစတယ်ပြီးတော့2005ခုနှစ်နိုမာ6ရက်နေ့မှာအစိုးရဝန်ထမ်းတွေရန်ကုန်ကနေအာချင်းချက်ချင်းပြောင်းရွှေ့တာအာ အာလုတ်ခဲ့ကျွန်တော်အမှတ်ရပါသေးတယ်အဲ့ဒီကအဲ့ဒီတော့အာတကယ်ဝေယုံသုံးသားပဲနော်ပြောင်းကြွှေ့ကြမြို့တော်တည်ရဲ့လို့တရားဝင်ကြေညာတာကို2006ခုနှစ်မတ်လ29ရက်နေ့တမ်ရော်နီအခမ်းအနားမိန်ကုန်းမှာဂျုံမီတန်းရွှေကအိုက်တော်အမထည့်ပြောသွားတယ်ဒါပေမဲ့ဒီဆောက်လို့ရှိမှငင်းနေရတော့ဆက်ပြီးတော့ရှိနေတာ2014ကမှအပြီးတက်တယ်လို့ပြောလို့ရအောင်ချုံမှုဆောင်အရင်တည်း နောက်ဘုရားတို့ဇီဝရေးလူနေမှုဟိုလူနေအစုံနေဆက်သွယ်ရေးအပန်းပြေပညာရေးစုံစတာတွေကနောက်ကလိုက်နေပြီးတော့မြို့တစ်တည်တဲ့နေရာရှမ်းယုံမနဲ့ပဲခူးယုံမကာထားတဲ့မြေပြန့်လူမျိုးကြီးရှိတာရဲ့နောက်မြန်မာနိုင်ငံရဲ့အလဲပဟုံမှာရှိတော့အလဲပိုချက်ကနေနိုင်ငံရှေ့နောက်တောင်မြောက်တဝမ်းကိုအချိန်တိုင်းတာတစ်ခုအတွင်းမှာ accessible ဖြစ်တာပြောရရင်တော့ပင်ကုအိမ် ကုန်ရဲကအလဲပုံမှာထိုင်ထားသလိုမျိုးဒါဗမာပြည်နေစဉ်းစားခဲ့တဲ့အတိုင်းဘိုလ်ချုပ်ဝီတန်းရွှေကစပတ်ဝါဒနာပါတယ်ဒါပေမဲ့ဘေရင်ဂျယ်ရားလည်းအင်မတန်ယုံတာနောက်သူလူမှုဆက်ဆံရေး communication တိတ်ညံ့စစ်ဘိုလ်ကနေပြီးတော့နိုင်ငံရေးသမားအလုပ်တယ်ဒါပေမဲ့လူမှုဆက်ဆံရေးဘာ communication မှမရှိဘူး မျိုးတော့သိရွှေရတဲ့အကြောင်းကိုလူတို့ကိုကြိုအတိမပေးပဲလှုပ်တာ ရှင်းပြတာဘယ်တော့မှမလုပ်ခဲ့ဘူး။တကားဆက်လို့ပြောရရင်ဦးတန်းရွှေလူတို့ပေါ်ရက်ဆက်တာတမျိုး။သူကလူတို့ကိုချွေတက်ပြီးဆွဲပြီးတော့နိုင်ငံတော်စီမံကိန်းဒီမှာလိုအပ်အမြတ်ထုတ်တယ်။မြေသိမ်းရာသိမ်းတွေလှုပ်တယ်။နော်။နေပြီးတော့တဲတော့လေဒီလိုပဲမြေသိမ်းရာသိမ်းတွေလှုပ်။သူတို့ကကြတော့အဲ့ဒီတင်ထားတဲ့မြေတွေကနေတံပိုးတက်လာတာကိုအမြတ်ထုတ်သွားခဲ့။မြို့တဲတာမှာ ဒိတ်တန်းစစ်ပုတ်ချုပ်ကြီးတွေနဲ့ခရိုနီတွေပေါင်းပြီးတော့တကယ်တော့တရားမဝင်ငွေတွေကိုတရားဝင်ပြောင်းတဲ့ငွေဖြူလျှော်တဲ့ money laundry လုပ်တယ်ငွေငွေကြီးခွာချသွားတာလည်းပါဥပမာတဘာဝတငွေရရောင်းလို့ရတဲ့ငွေအဲ့ဒီခစ်ကတရားဝင်ငွေလဲတော့အမေရိကန်ဒေါ်လာ၆ချက်ရှိတယ်သူတို့ကအဲ့ဒါလေးနဲ့စရင်ပြဈေးကွက်ပေါက်ဈေးပြင်ပပေါက်ဈေးရနေပြီးတော့ပို့ထွက်လာတဲ့ငွေတွေကိုတီးတန့်ရံမုံငွေဆိုပြီးတော့နိုင်ငံခြားဗန်ဒီမှာအဲ့အဲ့ဒါတွေကိုထုတ်သုံးခဲ့တယ် ပြီးတော့ဒီနေပြီးတော့ဆောက်လို့ရပါတဲ့ခရိုနီတွေကလည်းမွေးစေဝါကြောင်းမြက်တက်မောင်ကိုစားတဲ့ဓာရီကနေပြီးတော့သူတို့ရလာတဲ့မွေးတွေကိုရင်းနှီးမြုပ်နှံမှုပြပြီးတော့မွေးဖြူလျှော်ကြ okay ဆောက်လို့ရပြန်သွားလို့ရှိရင်စစ်တပ်နဲ့စစ်တပ်အဆောက်အုံတွေတော်တော်များများကိုဇေယတီတီနဲ့ပုပ္ပတီတီမြို့နယ်ထဲမှာတဲခဲ့တယ်အစိုးရယုံနေတဲ့ဝန်ထမ်းအင်အားများစုကိုစပူတီတီမှာတဲတယ် ဟိုတယ်စုံကိုတခိနာတီတီဈေးဝယ်စင်တာနဲ့ဘန်တွေကိုဥတ္တရတီတီဘက်မှာအပိုင်းလိုက်ခွဲပြီးတီဝင်ကြီးဌာနယုံတွေကိုတယ်ဆောက်တီဝင်ကြီးဌာနယုံတွေကိုစောက်တဲ့အခါမှာဘေရင်ကြရာအရကီမီကောက်လက်မထောင်နေတဲ့ပုံစံစောက်တာနောက်ဝင်နှန်းအင်ယာတွေကိုကိုနှဝင်းကြိုက်အောင်ဆိုရက်ွက်ကိုကူမှာစောက်ဝင်နှန်းအင်ယာတွေနဲ့အရသားလူနေရက်ွက်တွေကိုတီတာခွဲထုတ်ပလိုက်အရက်ပဲယုံနေ စောက်တဲ့နေရာမှာအဲ့ဒီတုန်းကနေပြီးတော့ကောင်စီနယ်မြေဥက္ကရာပြတဲ့ဗိုလ်ချုပ်ဗိုလ်မှူးကြီးတိန်ညွန့်ကတိုင်ခဲ့ပြီးတော့စစ်ဘက်အဆောက်အုံတွေတော့အဲ့ဒီတုန်းကနေပြီးတော့တိုင်မှုဖြစ်တဲ့ဗိုလ်ချုပ်ဝင်လင်းကကြီးချက်သူတို့နှစ်ယောက်ရဲ့အပေါ်မှာကြတော့ဦးသိန်းစိန်လက်ထက်ကဒူးသမရဖြစ်ခဲ့တဲ့ဒီနာအာဖာအတွင်းရေးမှုတစ်ရှင်လုံးကြီးလို့လူသိများတယ်ဗိုလ်ချုပ်ကြီးတီအတူရတင်အောင်မြင်ကတိုင် ဆာဥဒီဆောက်လုပ်ခွင့်ရတာအောက်စု၃စုရှိတယ်။ပထမအောက်စုကစစ်အင်ဂျင်နီယာတက် GE เนาะ IGE အောက်မှာရှိတယ်သူကအထူးဆောက်လုပ်ရေးတက်ဒူရီယာအောက်စုကစစ်ဘိုလ်ချုပ်သားသမီးတွေနဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေတတိယအောက်စုကခရိုနီတွေ GE တက်ကတော့စစ်ဘက်အဆောက်အအုံတွေနဲ့လမ်းတွေကိုအဓိကစစ်လမ်းတံတားတွေအဓိကဖောက်လုပ်ဆောက်ခဲ့တယ် အစိုးရနေရမှန်ဆိုရင်အဲ့ဒီတော့ဒါကြီးတက်အထူးဆောက်လို့ရပုံမှုထင်းဝင်နော်သူကနေပြီးတော့ဆောက်လို့ရင်းနဲ့တကယ်မီလီယံနာကြီးဖြစ်သွားဒူရီယာတစ်ဖွဲ့မှာတော့အဲ့ဒီတော့ကတကိုးထွားတဲ့ဘိုလ်ချုပ်တွေရဲ့သားသမီးတွေထောင်ထားတဲ့ကုမ္ပဏီတွေပေါ့ဒူရီယာဘိုလ်ချုပ်မူကြီးမောင်ရဲ့တမီးပိုင်းနဲ့နန္ဒာရေးကုမ္ပဏီဘိုလ်ချုပ်ကြီးသူရရွှေမန်းအဲသားသမီးတွေပိုင်းနဲ့အေယာရွှေဝါဘိုလ်ချုပ်ကြီးတီယာသူရတင်အောင်မြူဦးသားပိုင်းနဲ့ အဲသူရဲ့တာဒေစာစောဦးပိုင်တဲ့ကုမ္ပဏီနေပြီးတော့ကောင်စီဥက္ကရာပြစ်လာမဲ့ဦးသိန်းညွန့်ရဲ့တာသမီတွေပိုင်တဲ့ DZTM ကုမ္ပဏီနောက်နာဘခေကဝင်ကြီးချုပ်လုပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးဆိုးဝင်းရဲ့အမွာဖြစ်တဲ့စစ်အင်ဂျင်နီယာတဲ့ညွန်ကြိုင်းမှုဗိုလ်ချုပ်တင်ထွန်းရဲ့တာသမီတွေပိုင်တဲ့ဦးတန်တစ်ကုမ္ပဏီသခိုင်းတိုင်းတိုင်မှုဗိုလ်ချုပ်တာအေးရဲ့တူအခုဒီတရားသူကြီးချုပ်ဦးဦးတာထေးရဲ့တာပေါ့ရုပ်ရှင်သုံးဆောင်ရှားညွတ်ပိုင်တဲ့ original အဲ group ဆောက်လို့ရေးကုမ္ပဏီဒါကအခုလက်တန်းအဲပြောရတာပြောရရင်တော့အများကြီးပဲလူတို့တွေအုပ်စုတွေတဲ့တတိယအုပ်စုမှာတော့ crony တွေပိုင်တဲ့ကုမ္ပဏီတွေဥပမာ ucci kan ရဲ့ aden ute sa ရဲ့2 a1 ui thon ရဲ့ရွှေတောင်းဥစောစောရဲ့ max mema ute san ရဲ့ ace ဥထုံးမြင့်နိုင်ရဲ့ asia war เนาะအာသူတို့တွေကကြတော့သမရအိန်တော်လွတ်တော်အိန်တော် micc 1 2ဝနာတိတ်တီအာကစားကွင်း ရေပန်းဥယင်ဝင်ကြီးချုပ်ဝင်ကြီးချုပ်နေရုံးဆောင်အောင်နေဝင်တဲ့အင်အားတွေဒါတွေကိုတိဆောက်သွားခဲ့တာ ဖြစ်ပါတယ်ဒီဟိုတနေ့ကလည်းဒီစက်ကောင်စီကထုတ်ပြန်ထားတာတခုတွေ့လိုက်တယ်ဒီသူဒီဘာနေပြီးတော့ဆောက်လုပ်တဲ့လူတွေသူတို့ပြန်ပြီးတော့ဆက်သွယ်ဖို့အတွက်ပေါ့နော်ဒါပေမဲ့ပြစ်ကျွန်တော်လည်းဆောက်ခဲ့တဲ့လူတွေအကုန်လုံးကဒီဒီလူတွေပဲဖြတ်မျိုးဆက်သွယ်လားမဆက်သွယ်လားတော့မပြောတတ်သေးဘူးပေါ့နော် ပြီးတော့ဒီမလျင်ကြီးထက်မှာရောအဲအဆောင်အုံတွေကအရန်ဆူဆူဝါးဝါပြိုကျခဲ့တာမျိုးရှိလဲပြီးတော့တဆက်သေးပေါ့နော်မပြိုကျတဲ့အဆောင်အုံတွေရောရှိလားဒီမပြိုကျတဲ့အဆောင်အုံတွေကိုရောဘယ်သူတွေစောက်ခဲ့တာမျိုးရှိမလဲရှင်မလျင်ဖြစ်ပြီးနှစ်ပတ်ကြာမှာတော့ဒီစောင်းနေရဲ့ကြန့်ခိုင်မှုနဲ့ပျက်စီးမှုတွေကိုစစ်ကောင်စီကလိုက်စစ်ပြီးတော့အဆောင်အုံဘယ်နှလုံးပြိုတယ်ဆိုတဲ့ဟာထုတ်ပြန်နိုင်ခဲ့တယ်အခြေအနေတွေပေါ့သူတို့အယောင်တတ်မှတ်ချက် သုံးမျိုးနဲ့အနည်းရောင်ဆင်းဆိုရင်အကြီးစားပြိုကျပျက်စီးပြီးတော့လူနေထိုင်ရမသိမ့်ဘူးဆိုတာလိန်မော်ရောင်ဆင်းဆိုရင်လူနေထိုင်လို့ရပေမဲ့အကြီးစားပြင်ဆင်မှုလိုအပ်တဲ့အဆောက်အအုံအပြာဆင်းဆိုရင်ပြင်ဆင်ရမလိုအပ်ဆိုပြီးတော့ခွဲထုတ်လိုက်တာအရောင်ခွဲတာကတော့အရောင်တတ်မှတ်တာကတော့အင်ဂျင်နီယာသင်းအနီဝါဆင်းဆိုပြီးတော့ခွဲတာလည်းရှိတယ်ဘလို့ပဲပြပြဒီမှာခွဲတာကတော့နေဖို့မတင်တာရဲ့ပြင်ဖို့လိုတာ ਨੇ ဘေးကင်းတယ်ဆိုတာပေါ့လေ အဲ့ဒီတဲမှာအဲ့ဒီတမတ်ချေရအုတ်ချုပ်ရေးအတွက်အရေးပါတဲ့နိုင်ငံတော်သမရယုံလွတ်တော်ပြည်အောင်စုလွတ်တော်ချုပ်စီယုံနဲ့ဝင်ကြီးတွေအားလုံးရဲ့80ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်နော်မင်းအောင်လိုက်အာနာသိမ့်လိုက်လို့သမရဦးဝင်းမြင့်အဲလက်ထက်တာနော်ပြောလို့ရှိရင်ဒါနိုင်ငံတော်သမရယုံကတော်တော်ပျက်စီးတာမင်းအောင်လိုက်ရဲ့အဲ high dog နှစ်ခု hideout ဆိုတာသူလျှို့ဝက်ပေါ့သူကလုံခြုံရေးအရာလျှို့ဝက်နေတဲ့အိမ်နှလုံးပြိုသွားတယ်နောက်ပြီးရင်အဲကျွန်တော်ဟောပြောလို့ရှိတယ်လေဒီမင်းအောင်လိုင်ရဲ့လူယုံဟောဟောအဒူဘပူကြီးဒီကျော်စောရဲ့အဲသူ့ရဲ့အဲရောက်ခမအိမ်တွေဘာတွေပြိုသွားတာလည်းရှိတယ်နော်အဲ့တော့အဲ့တော့ဒီပြင်းစရာမလိုဘူးဆိုတော့ဝဏ္ဏဌာနတွေမှာလူကယ်ပြန်ယုံ ဂျမာရေးဆက်မှုတစ်တော့သိပ္ပံနဲ့နီးပညာပြည်တော်စုစင်ကြီးစစ်ချုပ်ဒီလောက်ပဲရှိပြီးတော့ဂျန်နာရီကတော့အနီရောင်နဲ့လိန်မော်ရောင်ကြီးဒီပဲအကြီးစားပြင်ဆင်ရမှာ ਨੇ ပြင်ဆင်ဖို့လိုတယ်တကယ်တော့လွတ်တော်သမရအိမ်တော် MICC 12နဲ့စီယုံနေ6လုံးနှန်းတို့နေရာတွေကသူတို့ဒေတာဆောက်လို့ပိုင်ရှင်ခရိုနီကြီးတွေကိုယ်တိုင်အနီးကပ်ကြီးကြပြီးတော့ဆောက်ခဲ့ဒီဆောက်နေကပြိုကျသွားတဲ့အထိတော့မဖြစ်ပေမဲ့ အပွဲကြောင်းကြီးတွေနဲ့နော်မျက်နှာချက်တွေပြိုကျတာတွေတွေ့ရတယ်။ဒကိနာတီရီတွေကဟိုတယ်ဆောင်ကဟိုတယ်တွေထိခိုက်တာမတွေ့ရပါပဲ။ပုပ္ပတီရီဘက်ဟိုတယ်ဆောင်နှစ်ခုကဟိုတယ်အများစု ပြိုကျသွားတဲ့ပုံစံမျိုးဖြစ်။ဆောက်လုပ်ရေးကုမ္ပဏီတို့ကြီးတက်တို့တကယ်ငွေတွေအိတ်ထဲထည့်သွားတာတော့ရုံးတွေထက်စာရင်လမ်းတွေတံတားတွေเนาะတံတားအတူရှိသေးဝန်ထမ်းအင်ယာတွေဈေးလိုနေရတယ်အဲ့နေရာတွေကဒါသူတို့ ဟိုဟို money making မှာဝန်ထမ်းအင်အားပေါင်း၄000ကျော်မှာပြုတ်ကျပျက်စီးမှု အနီရောင်ဆင်းက630အလုံးကြီး630အဝိုင်းဒီလိမ္မော်ရောင်ဆင်းက946လုံးစုစုပေါင်း1500ကျော်အမေနေပြည်တော်ကဝန်ထမ်းအင်အားတွေကိုစောက်လုတဲ့အခါမှာစောက်လုကြီးတစ်ခုတည်းကစောက်တာမဟုတ်ဥမာဒီပြိုကျပျက်စီးမှုအများဆုံးဖြစ်တဲ့ခရီးအင်အားဆိုရင် အိမ်ပုံစံတွေကတော့တပုံစံနဲ့ပဲအိမ်လုံးပေါင်းယာနဲ့ချီရှိတယ်။ဒါပေမဲ့တိုက်နံပါတ်1နဲ့5ကိုထူးအားဆောက်တယ်ဆိုရင်တိုက်6နဲ့30ကို AC ကြီးအားဆောက်။အဲ့ဒီတော့ကုမ္ပဏီတစ်ခုကခိုးပြီးတော့ဟောဒီနောက်ကုမ္ပဏီတစ်ခုကအာမခိုးလို့မပြုတ်ဘူးဆိုတဲ့ဟာမျိုးဖြစ်ပေမဲ့လည်းအကုန်လုံးကခိုးထားကြလို့ငလင်လုတ်တဲ့အချိန်မှာ ငလင်းဖြတ်သွားတဲ့နေရာအိန္ဒိယမြေကြီးတဲ့ကျုံဝင်အထလိုက်ပြိုပြီးပြိုဆင်းတာမျိုးလည်းဖြစ်တယ်။ဗရောက်အိန္ဒိယဂန်ဂောအိန္ဒိယနဲ့သစင်ဆောင်တွေကခရီလိုမျိုးခရော်ခနော်နီခနော်နဲ့မဖြစ်ပေမဲ့လည်းအဲ့ဒီဘက်မှာအာတိတ်မပြိုတာ မြေသားမာတာကြောင့်ရောငလင်းကြောမဖြတ်တာကြောင့်ရဲ့လို့ဖြစ်နိုင်တယ်လို့ယူဆရပါတယ်အဲ့တော့ဆရာပြောသလိုပဲဒီလမ်းနေတရားတွေဆိုလို့ရှင်လဲ ဟိုလမ်းတွေမှာဆိုလို့ရှိရင်ဒီကတ်တရာလမ်းတွေမှာကွဲနေရတယ်အဲအကြောင်းတွေတော်တော်များများမှာတွေ့ရတယ်ဘောနော်ဒီ line ပေါ်မှာတက်လာတဲ့ video တွေအရာပေါ့လေနောက်တစ်ခုကဒီနေပြည်တော်ဆိုလို့ရှိရင်ဒီစစ်ကောင်စီရဲ့အရေးပါတဲ့ဝန်ထမ်းတွေအခြေချတဲ့အနေအထားတစ်ခုဖြစ်တယ်ဘောနော်ဒီဒီငလျင်လှုပ်လိုက်တဲ့အခါမှာဒီနိုင်ငံတော်သမ္မတရုံးကအစပေါ့လေဒီစစ်ကောင်စီရဲ့ဒီရုံးတွေတော်တော်များများပြိုကျတဲ့အထဲမှာပါတယ်ပြီးတော့ဒီဝန်ထမ်းအင်အားတွေလည်းပါတယ်ဆိုတော့ဒီငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာရောဒီဝန်ကြီးဌာနလုပ်ငန်းတွေကဘယ်လိုမျိုးလှည့်ပတ်ဆောင်ရွက်နေကြတာမျိုးရှိလဲရှင့် စစ်ကောင်စီကငလင်းဖြစ်ဖြစ်ချင်းမှာမဖြစ်မနေလဲပတ်ရတဲ့ဌာနတွေဖြစ်တဲ့ဒီပြန်ကြားရေးနိုင်ငံကြားရေးလူကယ်ပြန်လက်စစ်စွမ်းအားဆောက်လုပ်ရေးဓာရီကိုပဲအဓိကလက်ပတ်နေအောင်သူလုပ်ခဲ့ရတယ်။ဒါမဲ့ငလင်းင်းပြီးတော့တပတ်ကျော်လာတဲ့အချိန်မှာတော့အနီရောင်ဆင်းသတ်မှတ်ထားတဲ့ယုံတွေလိန်မော်ဆင်းသတ်မှတ်ထားတဲ့ယုံတွေအဲ့ဒီယုံတွေဒီကိုပါသူရဲ့ယုံရဲ့မြေကွက်လက်ထဲမှာ ကားပတ်ကင်တွေမှာပါယာယီတဲတွေထိုးပြီးအလုပ်လုပ်ကြပြီးတဲ့အခါကျရင်အဲဒီဒီဒီမှာအာအာတကြံပိတ်ရက်ဆယ်ရက်မှာတော့မှအရှိ9ရက်အနောက်9ရက်နှစ်ဆိုင်ခွဲပြီးတော့အဲ့ဒီဝန်ထမ်းတွေကပိတ်ရက်မရှိအလုပ်တွေစင်းစင်းခဲ့ကြရတယ်ငလင်လှုပ်ပြီးတလားပြည့်တဲ့အချိန်ဒီနော်တာတာဒီကာလအထိပေါ့ကောင်းကောင်းမလဲပတ်နိုင်သေးဘူးအခုစားဖို့တောက်ဖို့ ဒါရွှေတန်လင်းကုမ္ပဏီကလှူပြီးတော့တခြားကုမ္ပဏီတွေကလည်းအလင်းသိမ်းတယ်လို့မုံမဲသေးစားလူတန်းတာတွေရှိ။ Now တို့ပြဿနာကဘာလဲမိုးကြတော့မယ်နော်မိုးကတိတ်မလို့တော့တဲ့အချိန်မှာဝန်ထမ်းတွေကအာယာယီတဲတွေနဲ့အလုံးလုံးနေရတာဒီမှာသူတို့ကယာယီတဲကိုလူကြားကောင်းအောင်ဘာရှာဆိုပြီးတော့သုံးမှန်တော့ဘာရှာဆိုတာကအာတန်စကားနဲ့အဲခေါ်တာပါ BASH ဘာရှာဆိုတာ အင်္ဂလိပ်စစ်တပ်ကဒါမွေးစားပြီးတော့တုံးလိုက်တာပြောရင်တော့တဲပါပဲအဲ့တော့မိုးဝင်လာရယ်ဆိုရင်ဒါတွေနဲ့ကဘလို့မှအဆင်မပြေဘူးဒီတချို့ဝင်ကြီးဌာနတွေကတော့ဟောနဲ့ဘတ်ဂျက်ကပိုရှိတယ်သူတို့တွေကတော့ဟော steel structure နဲ့တုံးတော့ steel structure တွေရဲ့ပြဿနာကလည်းအဲအခုပူတဲ့အချိန်များဆိုဟိုအင်မတန်ပူတာမတရားပူနိုင်ငံသားကြီးတို့ပြန်ကြားကြီးတို့လိုပျက်စီးမှုကြီးတဲ့ယုံနေတယ် ပြန်ဆောက်ဖို့ကနှစ်နဲ့ချီပြီးကြာနိုင်တယ်။အဲဒါနိုင်ကြရေးရုံးလူဝမှုကြီးကြရေးရုံးဟိုတယ်ခီးရုံးလေယာဆိုင်ပြိုးရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနတွေရဲ့ဝန်ထမ်းအင်အားတဝက်လောက်ကရန်ကုန်ကိုယာယီပြန်ရွှေ့ပြီးတော့အလုပ်လုပ်နေရတယ်။เนาะဒါတွေကဒီဒီသူတို့ပြန်ဆောက်ရမယ့်အားတွေမှာဖြိုချဖို့လို့ဘာလို့ငှားရရောင်းတာတွေမလုပ်ရသေးဘူး။ငှားရရောင်းတာတွေအပြတ်လုတ်ပြီးတဲ့ကုံတွေရုံးလို့ကြားတဲ့ခါကျတော့ မိုးရင်းဒီမိုးရင်းအတွက်ကွန်တိန်နာဟောက်စ်တွေစောက်ပြီးတော့သူ လုပ်ငန်းဆက်လက်ပတ်ဖို့လုပ်နေတာရှိတယ်။တချို့ယုံတွေကိုတော့နေပြီးတော့ကောင်စီနဲ့နေမြကတ်နေတဲ့ပဲခူးတိုင်းတွေကဒီရင်းနှီးဆက်ဆက်ကူဆက်ယုံလို့ဟာမျိုးပေါ့နော်။ဒါပြောင်းရွှေ့ပြီးတော့လဲပတ်နေတာရှိပါလေ။ဒီစစ်ဘုံကြီးတွေအများဆုံးနေကြတဲ့ဒီ၆လုံးတန်းလိုနေရာကလည်း ခုနကဆရာပြောသလောက်ဆိုလို့ရှိရင်အကွဲချောင်းတွေဖြတ်တာမျိုးတို့အနေချင်းပြတ်ပြိုကြတာမျိုးရှိတာပေါ့နော်ဆိုတော့ဒီနေရာတွေမှာရောဒီအာဘူကြောင်ဟောင်းတွေကဒီနေရာမှာပဲဆက်နေကြတာလားဒါမှမဟုတ်တခြားနေရာကိုရွှေ့သွားကြတာမျိုးရှိလားပြီးတော့နောက်တစ်ခုကဒီနေပြီးတော့မှရှိတယ်လို့ပြောနေကြတယ်ပေါ့နော်ဒီမြေအောင်လှိုင်ကောင်းကိစ္စပေါ့ဒီဟာကရောဒီငလင်ကြောက်ပြည့်စည်မှုတွေရှိလားဒါနဲ့ပတ်သက်ပြီးတော့ဘလို့ကြားထားမိသေးလဲရှင်ချောင်းလုံးတန်းဆိုတာကတော့ဒီအရင်စစ်စိုးရစေုပ်စုဟို နားပါလက်ထက်ထိတ်ဆုံးတန်း6ရောက်ပေါ့ယာရုကြီးဆုံးယူထားခဲ့တဲ့စစ်ဘုံချုပ်ကြီး6ရောက်နော်ဦးတန်းရွှေရဆာအဲ့တော့သူတို့ရဲ့အဲအိမ်နေ6လုံးရှိတယ်နောက်ပိုင်းတော့မင်းအောင်လိုင်းလည်းအဲ့မှာပါတလုံးသွားဆောက်အဲ့ဒီအိမ်နေကတိမ်တိမ်ကိုဧကဆယ်နဲ့ခြေပြီးတော့ကျဲတဲ့ခြံဝင်းနေဒီအိမ်ကပုပ္ပတိဒီမြို့နယ်ထဲမှာရှိပြီးတော့ရာဇတ် တင်ဃာအဝိုင်းနာရာဇတ်တင်ဃာလမ်းနဲ့တော်ဝင်ယတနာလမ်းကြားမှာရှိအဲ့ဒီအိမ်တွေကိုတိဆောက်ရေးမှာ ကြီးကြပ်ပေးရတာဘိုလ်ချုပ်ကြီးဒီဟာသူရတင်အောင်မြင်ကိုရှစ်လုံးကြီးပေါ့နော်ဒီရဲ့တိဆောက်ရေးကိုတော့ထူကုံမနီအေရှာဝေါနဲ့အေရင်ဆောက်လုပ်ရတဲ့သူတို့ကနေပြီးတော့အလကားဆောက်ပေးရတာငလင်လှုပ်တဲ့ကဒီ၆လုံးတန်းရှိရလမ်းတွေကတက်တရာတွေဟွာထွက်တွေဟွာထွက်တာကျုံဝင်တာတွေဖြစ်တယ် နော်အဲ့တော့ငလင်ကျော်ကဒီအိမ်ထဲမှာအာဖြတ်ခဲ့တယ်ဆိုတာသိကြဒါပေမဲ့လဲ तू ကအကောင်းဆုံးပေါ့ဟိုလုတ်ပေးခဲ့တာဖြစ်တဲ့ပစ္စည်းပစ္စည်းတွေအကောင်းဆုံးနဲ့သူတို့တိထားအာဆောက်ပေးလဲဖြစ်တော့လူသေးဆုံးမှုလောက်တော့မဖြစ်ဘူးဒါပေမဲ့နည်းနည်းချက်ပြိုတာနန်းဒီအကွဲတာတွေဖြစ်လို့ဒီတက်စီအင်ဂျင်နီယာတက်ကလူတွေတပတ်လောက်အချိန်ယူပြီးတော့ထေချာပြင်ပြင်ပေးခဲ့ရအဲ့မှာ ရှစ်လုံးကြီးနဲ့ပတ်သက်လို့ပြောရရင်အေရှားဝေါ်ကဒီနေပြီးတော့စီမံကိန်းမှာရောလေစိတ်တင်မောစိတ်တွေကန်ထရိုက်ရခဲ့တာရှစ်လုံးကြီးနဲ့အင်တာမပိုင်သူတို့ဟိုပေါင်းစားခဲ့တယ်ဆိုပြီးတော့ခရိုနီတွေဂျားထဲမှာရောစစ်ပုတ်ချုပ်တွေဂျားထဲမှာရောသူတို့ပြောကြတာရှိဒါပေမဲ့အေရှားဝေါ်ကရှစ်လုံးကြီးပဲလားဆိုတော့မဟုတ်ဘူးဒီကုမ္ပဏီကပဲအကုန်ကြခံပြီးတော့စစ်ပုတ်ချုပ်ကြီးတွေနေဖို့စောက်ပြီးခဲ့တဲ့ အိမ်ယာအဲ့အိမ်ယာထဲမှာအလုံးမောင်းမြောင်များစွာပါတယ်ရန်ကုန်တာမွေမှာရှိတယ်အဲ့ဒီတဲမှာဦးသိန်းစိန်အတွက်လည်းပါတယ်ပြောရရင်တော့လက်ပေးလက်ယူတဲ့လက်ယူဆိုတာသူတို့တွေကရှက်ကိုမရှက်ခုနအကျူချမ်းမိတဲ့ဒီမြောက်လိုင်ကောင်းတွေကိစ္စနေပြည်တော်မှာမြောက်လိုင်ကောင်းလို့တီးကြတယ်နေပြည်တော်တောင်ကြားမြောက်စစ်စင်ရေးကိုကယ်မှုဌာနချုပ်ပြောရရင်တော့ဟိုရုရှားမှာအာလုတ်တလို့ပါပဲအဲ့ဒီလိုင်ကောင်းက -30 ကျော်ရှည်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့အောက်တဲတဲရနေပြီးတော့ရှမ်းပြည်နယ်ပင်လောင်းဘက်ထိပေါက်လူ3000လောက်เนาะပြင်ပနဲ့ဆက်သွက်ဖြတ်ပြီးတော့ရေလေအကုန်ဖြတ်ပြီးတော့သူအသက်ရှင်လို့ရအောင်ခိမိပစ္စည်းတွေအဲတုံးပြီးတော့တိဆောက်ထားတယ်သူတို့အဲ့ထဲမှာပဲအဲ isolate နေပြီးတော့ရှင်လို့လုပ်လို့ရအောင် truck ကနှစီးစာလောက်ကဘယ်ညာမောင်းလို့ရတဲ့အထိဥမင်ရကျဲတယ်เนาะကျွန်တော်မိတ်ဆွေတယောက်ပြောပြလို့ပြရတဲ့လောက်ပေါ့လေအဲ့ဒီ မြောက်ကုကဲမှုဌာနချုပ်မှာလည်းပျက်စီးတွေများတယ်။ဒီဟာကို ပြန်သုံးလို့ရမရဆိုတာတော့စစ်ဆေးမှုတွေလုံနေပဲလုံနေစေပဲဆိုတာသိရပါဒါမဲ့ဒီလိုငလင်ကြီးတာနောက်ထပ်လုပ်လို့ရှိရင်ဒီလိုမြေအောက်ကိုကဲကြီးဌာနချုပ်ယုံကနေပြီးတော့ဟိုဟာမျိုးကဘလို့လက်ပတ်မလဲဆိုတဲ့ကိစ္စမင်းအောင်နိုင်အတွက်တော်လေးခေါင်းကိုက်နောက်တစ်ခုကသူနေပြည်တော်ထဲမှာပဲဒီငလင်မလုတ်ခင်တလားလောက်ကမှအေအေရဲ့ထိုးစင်းတဲ့နီးလို့ ကပ္ပစာ6လို့စက်ယုံရွှေ့ထားတာမျိုးရှိဒါတွေကဟာသူတို့အနေနဲ့စိုးရင်ကြရတယ်။ဝင်အောင်လည်းအပျက်စီးတွေစေပြီးတော့ဒေါသတွေအတွက်စေတိုင်းတာတွေလုပ်တယ်ပြီးတော့တီးရတယ်။နောက်အရင်စစ်ဘုတ်ချုပ်ကြီးတွေကအလုံးကျုံလို့ထင်တဲ့ဒီနေရာကငလင်ကြောပေါ်တဲ့တဲ့မှာစောင်းမိရတာဖြစ်။ဒါတွေကိုထက်မတွေ့ရကောင်းလားဆိုပြီးတော့ဘူတန်ရှူဒီလောက်တောင်မစင်သားတဲ့တဲ့လူမျိုးဆိုပြီးတော့မင်းအောင်လည်းပြောတာမျိုးတွေပါရှိ။တစ်ဖက်မှာလည်း ဖရာထီတော်တွေပြိုတယ်။မန်လေးနမ်းမြို့ရိုးကလည်းပြိုတယ်။အော်နေပြည်တော်ကလည်းပြိုတော့ငလင်လှုပ်တာနမိတ်မကောင်းဘူးလို့ယူဆပြီးတော့မင်းအောင်လိုင်းဟိုအကုတ္တကောင်းဆိုပြီးတော့သူတို့ချင်းချင်းကွယ်ရမှာပြောကြတာရှိတယ်။အခုကတော့ဒီဆောင်လက်ဖွဲ့တွေရှမ်းနေဆိုပြီးတော့သူတို့ယုံကြည်တယ်မိုင်းမုန်းဆရာတော့နေပြီးတော့မန်လေးရန်ကုန်ကာကွယ်ပေးဖို့သူတို့အားကိုးနေကြတာလည်းတွေ့ရတယ်။ဒါပေမဲ့တကယ်တော့ဖြစ်တင်တာက criminal investigation တွေလုပ်ရမယ်။မလင်ကြောင့် ဖြိုချပျက်စီးတာတွေကဘယ်သူမှတာဝန်ရှိလဲ။ contract တွေကလိုအပ်တဲ့မြေကြီးစစ်ဆေးမှု site test တွေလုပ်ရလား။ပြီးရင်လိုအပ်တဲ့ structural engineering ရ structure တွေတွက်ခဲ့ရလား။ design တွက်ခဲ့လား။အဲ့ဒီ design တွေရောစောက်လို့ရပစ္စည်းအီအီသူတုံးရမယ်စောက်လို့ပစ္စည်း spec တွေအတိုင်းတုံးတာမှန်ကန်ရလား။ဆောင်လုံးမှုအစဉ်စဉ်ကြီးကြပ်မှုတွေကရောဘယ်သူတွေကဘယ်လိုတွေလုပ်ခဲ့လဲဒါတွေကိုပြန်စစ်ပြန်ပြီးတော့ forensic လုပ်ရမယ် လိုအပ်လို့ရှိရင်တရားဆွဲရအောင်။နောက်နောင်ဆောက်လုံးမဲ့အစာဦးဒီဇိုင်းတွေမှာငလင်ပြင်းရဒီ magnitude 6လ6လစသဖြင့်အထိခံတဲ့အစာဦးတွေဆောက်ဖို့မြို့ရဦးစီးဌာနတွေနော်ဒီဆောက်လုပ်ရေးဝန်ကြီးဌာနတွေဒါတွေကကြီးကြပ်ဖို့တွေလောက်ပင်ကြားမှာဖြစ်တယ်။တရားကဘယ်လောက်ထိသူတို့ကြီးကြပ်နိုင်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပေါ့လေ။ပြီးတော့နောက်တစ်ခုစဉ်းစားစရာဖြစ်တာကဒီစောက်တဲ့လူချင်းအတူတူကိုမှ ဒီအဘိုးချုပ်ကြီးရဲ့နေတဲ့နေရာကကြတော့မပြိုဘဲနဲ့ဒီဝန်ထမ်းအိမ်ရာတို့ဒီနေရာတွေပြိုတာကကြတော့ရန်တိတာစေတာပေါ့နော်ဆိုတော့နောက်တစ်ခုကဒီနေပြည်တော်ကဒီ2000နှစ်မှာစပြီးတော့စောက်တယ်ဆိုပေမဲ့2005 2006လောက်မှာမှဟိုဟာမြို့စဖြတ်တာပေါ့နော်ဆိုတော့ဒီမြို့ရဲ့တက်တန်းကနှစ်ပေါင်း20လောက်ပဲရှိသေးတယ်လို့ပြောရမှာပေါ့လေဆိုတော့အဲဒီငလင်ကျော်မှာရှိနေတဲ့ဒီလိုမြို့ကြီးကဒီ နေတန့်စရာရှိဖြစ်တဲ့မြို့ဖြစ်လာအောင်မှာလာပေါ့နော်ပြီးတော့ရှေ့ဆက်ဒီနေပြီးတော့ကြီးကဒီစကောင်းဆောင်တွေခဏခဏပြောနေသလိုတို့မျှလင့်သလိုပေါ့လေ smart city ဆိုတာမျိုးဖြစ်လာအောင်မလားရှင်နေပြီးတော့ဒေတာကိုလည်းပြန်ကောက်ရရင် နေပြီးတော့ဒေတာနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်နိုင်ငံတော်အေဂျင့်တာယူနဲ့ပြည်ပြည်ကောင်စီနာအဖောက်တစ်ထက်စစ်ဆိုရဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ဗိုလ်ချုပ်မှုဗိုလ်ချုပ်ကြီးဆိုးဝင်းကသူ့ရဲ့အထုပ်ပတိစာအုပ်မှာရေးထားခဲ့ เนาะဗိုလ်ချုပ်တန်းရွှေကနေပြီးတော့စောက်တာနဲ့ပတ်သက်ပြီးတော့ပြောတဲ့ဟာပေါ့သူကဘယ်လိုရေးခဲ့လဲဆိုတော့ရန်ကုန်ဒီအစွန်ဖျားဖြစ်သဖြင့်ရန်သူကအလွယ်တကူဖြည့်ဆည်းနောက်ဆက်နိုင်သည့်နေရာမျိုးဖြစ်သည်လုံခြုံမှုနှင့်ရရွာအေဂျင့်တာယာရေးကိုထိမ့်သိမ့်ရန်အလွန်ခက်ခဲသည့်အနေအထားတွေရှိသည်ရန်ကုန်ဒီတာလာရန်ဇရက်လိုဝင်ကျင်တယ်လို့ဝင်ထွက်ကျင်တယ်လို့ထွက်ဝင်ပေါက်ထွက်ပေါက်တွေများပြီးလုံခြုံရေးနှင့်အုပ်ချုပ်ရေးမှာ နိုင်ငံရေးပြဿနာဖြစ်တိုင်းအစိုးရသည်ပိတ်မိသွားပြီး under fire ဖြစ်ပြီးတတိုင်းပြည်လုံးအုပ်ချုပ်ရေးပုံတံပြတ်သွားတတ်သည်နော်နောက်ထပ်ဘာပါသေးလဲဆိုတော့အာသူရေးတဲ့အထက်ကနေပြီးတော့ကျွန်တော်ထုတ်နှုတ်ပြီးပြောတာပါနောက်တစ်ခုမှာမြန်မာပြည်များသည်အထက်ပါပုံစံမျိုးကိုမရွေးချယ်ပြည်တွင်းမှာ heartland theory တိုင်းဘ ਹੁ အချက်ချာကြသည့်နေရာကိုရွေးချယ်လေးရှိကြသည်ဒါဥတန်းရွှေရဲ့နေပြီးတော့ဆောက်ရတဲ့ philosophy အရင်ကဒီဒီစစ်ဘုတ်ချုပ်တွေကဒါနေပြီးတော့ဟောမြို့တစ်တဲကတိတ်ကုန်ယူတာအာလိုင်းတွေကဘလောက်ကျဲဒါပေမဲ့တစ်ဖက်ကချင်းအဲ့ဟော20လမ်းပေါ့လေအဲ20လမ်းအင်းလမ်းကအာပြေဟိုလမ်းဟိုလမ်းပေါ်မှာပြေးမဲ့ကားမရှိရင်မရှိမင်းအောင်လိုင်းကလည်းဒီအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာနေပြီးတော့ clean city smart city green city ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ဂျိန်းွား now မိတ်မိတ်ဒီလာကိုဒုတိယနေပြီးတော့ဖြစ်ရမယ်ဆိုပြီးတော့သူပြောလို့ရှိတယ် ဒါပေမဲ့အဲ့လိုလုံခြုံရေးနဲ့တန်ရှင်းမှုကိုပဲအဓိကထားဂုံယူခဲ့တဲ့ဒီမျိုးဟာငလင်ကြီးလှုပ်လာတဲ့အချိန်မှာစလေမင်းတမန်မျိုးမရဏမျိုးတော်လို့ဖြစ်နေတာသူတို့တတိထားမိသွားသူသဖြင့်လွတ်တော်သမရာယုံဝီကြီးဌာနတွေကိုဘ ਹੁ ပြူတိဆောက်ထားတဲ့စဘူတီရီစေယုံနေရှိတဲ့ဇေယာတီရီနောက်6လုံးတန်းနဲ့ဗိုလ်ချုပ်ဆင့်တွေနေတိုင်းဂျာစာတင်ကအင်ညာ1နှစ် တို့ရှိတဲ့ပုပ္ပတိရီမြို့နယ်တွေကငလီတော့တက်တဲ့ပုံရှိနေပြီးတော့ကောင်းစီနယ်မြေထဲမှာငလင်ပေးနည်းနည်းလွတ်တာဆိုလို့လယ်ဝေးတစ်ခုပဲရှိပထမတော့မင်းအောင်လိုင်ကပြိုတဲ့ပြက်တဲ့အဆောက်တွေတစ်ခုချင်းသွားဆစ်လိုက်ဆဲလိုက်နော်အဲ့ဒါမျိုးပဲဖြစ်နောက်ပိုင်းမှာတော့မြို့သူမြို့အခွက်တစ်ပြန်ရိုက်ဖို့စဉ်းစားလာတာတွေ့ရအထူးသဖြင့်ဒက္ခိနနဲ့လယ်ဝေးဘက်က ငလင်တန်မခံရတလောက်ဖြစ်တဲ့အဲ့ဒီဘက်တွေကိုပြန်အကွက်ရိုက်ဖို့သူစဉ်းစားနေ။ Now သူရှိမှနိုင်ငံတကာလှူထားတဲ့ပတ်စံနော်သူတို့ထုတ်ပြန်ထားတဲ့အတိုင်းဆိုရင်ငွေကျပ်135တက်တမ86ဘီလီယံကျော်အမေရိကန်ဒေါ်လာ1တက်တမ43သန်းကိုရီးယားဝန်5သန်းအိန္ဒိယရူပီ15သန်းထိုင်းဘတ်နှစ်တန်းနဲ့စင်ကာပူဒေါ်လာ3150အဲ့ဒါဒီအားလုံးပေါင်းရင် လက်ရှိမှာဒေါ်လာ10000တောင်မပြည့်ဘူးပြောရရင်ဒီဒီဟာကိုစရင်ကင်တာကတော့အေးဒူးဒူးချုပ်ပေါ့ဘူရီယာဘူချုပ်မူကြီးစိုးဝင်ရတိုင်းအခုလိုအပ်ချက်ကငလင်အတွက်ပြန်လဲလိုအပ်ချက်ကနေပြည်တော်မှာကိုဒေါ်လာဘီလန်နဲ့ချီလို့တခြားပဲခူးတို့မန္တလေးတို့ဟိုရှမ်းပြည်နယ်တို့ဒီပြန်လဲထူထောင်ရေးတွေမပါဘူးအဲ့ဒီတော့မင်းအောင်လည်းပါလို့လေအကြံကုန်ဂလုံးစားချက်ဆိုတော့နေပြည်တော်တိဆောက်ရေးမှာလုပ်ခဲ့တဲ့ကုမ္ပဏီတွေရောတထေးဖြစ်သွားတဲ့ဂျီတက်ကလူတွေရော ေပြီးတော့စီပင်ကိုပြန်ပြီးတော့ဆက်သွယ်ခိုင်းတာသဘောကတော့တာဝန်ယူမှုတာဝန်ခံမှုခေါင်းစဉ်အောက်မှာသူအလကားဘဲဒီနဲ့ပြန်ဆောက်ခိုင်းမှုရှိဟန်တူတယ်ဒါပေမဲ့ဒီအဆောင်နေစောက်တဲ့အခါကျရင်ငလင်းတန်းခံဤပညာခုနပြောလိုမျိုး magnitude 6လား6လားဒီလိုမျိုးစောက်နိုင်မှာဒါဒီစောက်ဖို့အတွက်ကအင်မတမလဲပတ်စံကုန်ပါတယ်တကယ်တကယ် line line စီကန်းလိုက်နိုင်မှာဆိုရင်เนาะမကိုးတော့ခိုးလို့ရှိရင်ထပ်ပြီးတော့ခိုးတာပါလာလို့ရှိရင် အဲပတ်စံနေကုန်တာပဲအဖတ်တင်ပြီးတော့အော်ပါပါထူမှာပေါ့အဲ့တော့သောက်လိုက်ဖြူလိုက်နဲ့ပဲဂျာအေးတူမီတူတူမီရိုက်လက်ပတ်သွားတဲ့ပုံစံမျိုးဖြစ်နေခုမှဘူမိဗေဒပညာရှင်တွေငလိပညာရှင်တွေနဲ့အင်ဂျင်နီယာတွေရဲ့တွက်ချက်မှုရာနေပြီးတော့ကောင်စီနယ်မြေတစ်ခုလုံးကငလိကျော်ရဲ့တိတ်ရောက်မှုကြီးမားတယ်ဆိုရင်တော့မင်းအောင်နိုင်ကအာမိထီလာကိုရွှေ့ဖို့ရည်ရထားတယ်လို့သိရတယ်ဒါမဲ့လက်တလောမှာ မိထီလာက ဒီလိုမျိုးတော်လန်ကြီးအကာလမှာလုံခြုံမှုဘလောက်ပေးနိုင်မှာလဲဆိုတာကလည်းမေကွန်ဖြစ်ပါတယ်ကျူချမ်းကြီးဟုတ်ကဲ့ဆရာအဲဆရာဆရာအချိန်လဲပြည့်နေပြီဆိုတော့အတွက်ကြောင့်မလို့ဒီတစ်ပတ်ဆွေးနွေးတာကိုဒီမှာပဲရှင်းနာချင်ပါတယ်ဆရာအဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် Thank you. လောကောမီဒီယာတွေဆက်လက်ရည်မှန်းဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်ပြခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ